ျွန်တော်ဘက်ကခင်မီစမ်းပြရလက်နဲ့မျိုးစုံနဲ့ဝင်းကနေဘုံကျဲတိုက်ခိုက်မယ်လို့သူကကျင်းခဲ့တယ်။အဲ့တော့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်အဲ့ဒီကျင်းတဲ့အတိုင်းပဲစစ်ဖက်ကအရက်ဖက်ပြတ်မှတ်တယ်။နှစ်ခုလုံးပြတ်မှတ်ထားပြီးတိုက်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။နံပါတ်နှစ်ချက်ကတော့လေချောင်းပစ်ကူမှုတောင်းတဲ့အခါမှာဘုံကျဲတဲ့အခါမှာပဲဖြစ် AI Cyber လုတဲ့အခါမှာဖြစ်ဖြစ်အရင်တော့ဆိုရင်ထိပ်ပိုင်းကိုသွားပြီးတော့ AI နေပြီးတော့ Green Knight လို့ခေါ်တဲ့မီစိန်ပြတာကိုတောင်းရတာပေါ့နော်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့အဲ့ဒီဟာကိုစစ်ကောင်စီဘက်ကဖြေလျှော့ပေးထားတယ် တိုင်မှုအဆင့်ထိသွားကြမလို့ပါနဲ့မြေပြင်တက်မှမှုတွေရာတဆင့်အခုလေကြောင်းစစ်ကူတွေဘုံကျဲတဲ့ကိစ္စတွေအလွယ်တကူနဲ့ခွင့်တောင်းလို့ရတာပေါ့ခွင့်တောင်းလို့ရတဲ့အကြောင်းရင်းလည်းစစ်ကပို့ပြီးကျဲကျန်လာတယ်နိုင်ငံနဲ့နိုင်ငံနဲ့မှာပေါ့ဒါတွေကိုနှိမ်နှင်းဖို့အတွက်ကိုဒီလေကြောင်းအကူကိုတောင်းတဲ့အခါကျရင်သူတို့အပေါ်စီးသွားကြမလို့တော့ပဲနဲ့ဒီအောက်ခြေတက်မှမှုတွေအောက်ခြေတက်မှုတွေနဲ့လေကြောင်းစစ်ကူခေါ်လို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ပုံမြင်နေရတာလေကြောင်းရအကြီးကျယ်သူတို့တုံးနေတာတွေ့ရတာပေါ့နော်ကြီးတဲ့အားနေတာတစ်ပိုင်း ဘယ်မှာချင်းနေမှာလေကြောင်းစစ်ကူတောင်းတဲ့အခါမှာထိပ်ပိုင်းကိုသွားစရာမလိုတော့ဘဲနဲ့အလဲပိုင်းနဲ့နေကူလို့ရအောင်လှုပ်ပေးနေဖြေလျှော့ပေးတဲ့မှုတွေရှိရပါနံပါတ်1အချက်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကနံပါတ်3အချက်ကတော့ pressure ပေးတာပဲအဲ့တော့1980 80ကာလတွေမှာဆိုရင်လည်းအဲ့လိုပဲအရက်ဖက် target တွေပြည်သူပြည်သားတွေအဓိကထားပြီးတော့သူတို့ဖိအားပေးရတယ်နှိမ့်ဆက်ညှဉ်းပန်းတာတွေလုပ်ခဲ့လို့ရှိပါတယ်အခုချိန်ကြီးတွေလုပ်ခဲ့ရှိပါတယ်